်း6နှစ်သားရှိပေမယ့်မိဘတွေကိုရန်ကုန်မှာတိုက်ခန်းဝယ်ပေးနိုင်ပြီဖြစ်နေတဲ့မိသင်းချင်းညနာမြင်ချစ်ခင်ပါစေဆိုတဲ့အတိတ်ဘဝကုသိုလ်ကံလေးကြောင့်အသက်6နှစ်ရွယ်မှာမိဘတွေကိုတိန်းထောင်ကျော်တန်းနဲ့တိုက်ခန်းလေးဝယ်ပေးနိုင်တာကတမီလင်းမိသင်းချစ်ပါဒါကြောင့်လည်းတမီလင်းမိသင်းချစ်ကိုချီးကျူးနေကြတာပါဒါအပြင်တမီလင်းမိသင်းချစ်ဟာတခြားသောပေါ်ပင်ဆယ်လီတွေလည်းနမိတ်ကြီးဟာခဏတောင်အကျိုးမြတ်ခံစားကငကောဝါကိုပြန်မြောက်သွားမယ်နဲ့ဘဝမှာအကျိုးရှိအောင်စီစဉ်နိုင်ခဲ့တဲ့မိဘတွေကိုလည်းပရိသတ်တွေကချီးကျူးနေကြတာပါ မင်းစင်ချင်းဆိုတာကတော့မနစ်ကစောလာကျောင်းခွင့်ချိန်မှာကျောင်းဝတ်တချံလို့ချစ်စပွဲဟန်ပန်မွေရလေးရင်ဇင်အားဖြစ်သူတွေကိုမွေရမာယာများပြရင်လည်းမြန်မာနိုင်ငံလုံးရဲ့ချစ်တွေကိုတင်ပိုင်ထားတဲ့ခလီငယ်လေးဖြစ်ပါတယ်မင်းစင်ချင်းရဲ့ဟန်ပန်မွေရလေးကြောင့်လည်းကျောင်းသားတွေများစွာလက်ခံရိုက်ကွင်းရပြီးတော့ပြည်သက်တွေကလည်းမင်းစင်ချစ်လေးရဲ့ကျောင်းသားတွေကိုကြီးမွားဖြစ်နေကြတာပါခုချိန်မှာတော့ရေခဲတုတ်တဲ့ကိုရှိုင်းစော်နဲ့ဖတီမာကရေပန်းစားနာမည်ကြီးနေတယ်လို့မနေ့က Facebook ပေါ်မှာတော့အကြောင်းမတက်ချင်လို့ကြီးကြနေခဲ့ရရှာရင် ။တမင်းလေးမေဇင်ချင်းအကြောင်းနေလဲလူပြောများနေကြတာပါ။ထို့ပြင်တော့မေဇင်ချစ်လေးဟာအလူလောက်ခါရန်ကုန်ကလာတဲ့အထိကိုပြောမဆုံးအောင်တောတုံးတောင်ဖြစ်နေကြတာပါ။ဒါရီဆုံးလည်းနွမ်းမတဲ့မိသားစုလေးကနေကြီးပြင်းလာတဲ့တမင်းလေးမေဇင်ချစ်လေးရဲ့ဘဝပြောင်းလဲသွားနေတာပါ။ဒီမတိုင်ခင်မှာတော့တမင်းလေးမေဇင်ချစ်ဟာ ERA တိုင်းကြုံမျိုးမျိုးတထေးကုန်ကြီးရွာမှာဖြစ်ကတမင်းလေးရဲ့မိမာတွေဟာဆင်းရဲနွမ်းမတဲ့တာမန်ကြီးတဲ့လူတွေပါ။ဒါပေမဲ့လည်းတမင်းလေးမေဇင်ချစ်ဟာမတင်မှတ်ပါပဲတနိုင်ကလုံးအတိုင်းအတာနဲ့နာမည်ကြီးပြီးမှတော့ မေဆင်ချင်းရဲ့မိသားစုဘဝလေးဟာပြောင်းလဲသွားနေရတာပါ။တမီးလေးမေဆင်ချင်းဟာကြောင်ရည်များစွာကိုရိုက်ကူးပြီးချိန်မှာဝင်ရောက်ခဲ့လို့ရွာဖျားတဲ့အကြောင်းဆောင်လမ်းပြင်စားရတွေမှာအလုံးကြီးပေးနိုင်ခဲ့လို့မိဘတွေကလည်းပေးပေးမမမအလုံးလုံးဆရာမလို့တော့ပဲတတောင်းတတောင်းနေနေခဲ့ရတာပါ။ဆိုဆိုရင်တမီးလေးမေဆင်ချစ်တော်မိသားစုဟာရန်ကုန်ကိုပြောင်းရွှေ့နေဖို့ဆုံးဖြတ်ခဲ့လို့သိရပါတယ်။ဒါကလည်းတမီးလေးမေဆင်ချစ်ရဲ့အတူအမားဖြစ်သူနဲ့ညီမဖြစ်သူကိုပြည်ညာရင်းအချိန်လေးကြောင့်ရန်ကုန်မြို့ကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ ခုဆိုရင်ဟစ်သမီးလေးမေစင်ချင်ဟာရန်ကုန်မြို့မှာသိန်းပေါင်းထောင်ကျော်တန်းတိုက်ခန်းတစ်ခန်းကိုဝယ်ယူလိုက်တာဖြစ်ကြောင်းလေးသိရပါတယ်။ပြည်သက်တီကတော့အသက်ငယ်ငယ်ရွယ်နဲ့မိဘကျေးဇူးကိုဆက်ခွင့်ရခဲ့တဲ့သမီးလေးမေစင်ချင်ရဲ့ပါရမီကိုချီးကျူးနေကြတာပါ။တကယ်ဆိုရင်ခုနောက်ပိုင်းမှာသမီးလေးမေစင်ချင်ကိုအားပေးသူပြည်သက်နေပါလာပါတယ်။ဒီလိုဖြစ်ရတဲ့ဒီကအကြောင်းကတော့မကြာခင်ကပြီးသွားတဲ့ Miss Grand International ပြိုင်ပွဲမှာရှင်ပြိုင်ခဲ့တဲ့အလှမဲ့သဲဆွေကြီးကြောင့်ပါ။လူရင်ဟာမေဂျင်ချစ်ကိုမချစ်ကြအောင်မပေးကြအောင်မျိုးမဟုတ်ဘဲလူရင်ဟာမြန်မာနိုင်ငံ Facebook လောကရဲ့ trend တစ်ခုတစ်တိုင်း အရင်ကနာမည်ကြီးခဲ့တဲ့ဆယ်လေးတွေကတဖြည်းဖြည်းပျောက်ကွယ်သွားတာမဟုတ်လို့ပါခုချိန်မှာတော့ဗီဒီယိုအစမှာပြောခဲ့သလိုပါပဲရေကဲတော့တယ်လေးကိုဆိုင်ဆော်တို့ဖတီမာတို့ကလည်းခေစားနေတာပါရှင်မလည်းမဝင်မြင်လို့လို့ဆယ်လေးတွေကခဏတာအကျုံးပြရပြီးတော့ပျောက်ကွယ်သွားတာဖြစ်ပါရင်ဒါပေမဲ့လည်းခုခါမှာတော့အမေစင်ချက်ကတော့ပေါ်ပင်ဆယ်လေးမျိုးမဟုတ်ပဲခဏရခဲ့တဲ့အောင်မြင်မှုကိုသူမအတွက်အကျိုးရှိရှိအသုံးချခဲ့လို့ဆိုရမှာပါဒါကြောင့်မို့လို့လည်းရေကုန်မြို့မှာတိုက်ခန်းလေးတစ်ခန်းဝင်နိုင်ခဲ့တာဖြစ်ပါရင် တချို့သောနေမှာမနေဘဲနဲ့တမီးလေးမေဇင်ချတို့ရန်ကုန်မြို့ကိုတက်လာတဲ့ပုံမှာဝေဖန်ကြပါရင်ဒါကလည်းရန်ကုန်မြို့မှာဆိုရင်တမီးလေးမေဇင်ချရဲ့ညီမလေးတွေပညာရေးကျန်းမာရေးကိစ္စတွေအဆင်ပြေကဘဝရှင်ရေးတိုးတက်ဖို့အတွက်ပြောင်းရွှေ့ခဲ့ရာဖြစ်ကြောင်းလေးသိရပါရင်ထို့ဖြင့်တော့လမ်းမဆက်သွေးခက်ခဲပြီးတော့သွားလာရခက်ခဲဝေးလံတဲ့နေရာမှာတော့တမီးလေးရဲ့ပညာရေးနဲ့အနာဂတ်ကိုမျှော်ကရန်ကုန်မြို့မှာရှေ့ချဖို့ဆုံးဖြတ်လိုက်တာဖြစ်ကြောင်းလေးသိရပါရင်ဒါကြောင့်မို့လို့လဲမေဇင်ချကိုချင်းကြတဲ့ပရိသတ်တွေကဝမ်းသာနေကြတာပါ ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောတပီးလေးမေဇင်ချစ်ကိုအားပေးကြသလားဆိုတာပြောသွားကြပါဦးရှင်။